ံနိုင်နေပြီဆိုရင်ဒီလိုအိမ်မက်မျိုးတွေမတ်တက်ပါတဲ့မိမိရဲ့ကံစားတာမှာကံဆိုးနေပြီကံနိုင်နေပြီဆိုရင်ဆရာအခုပြောပြသွားမယ်အိမ်မက်ဆိုးတွေနမိတ်တွေကိုမြင်ရတတ်ပါတဲ့အိမ်မက်မတ်ရတတ်ပါတဲ့เนาะဆရာဒီနေ့ဒီမိမိကံဆိုးနေရင်ကံနိုင်နေရင် ဘာအိမ်မက်တွေမက်တက်လဲဘာတွေဖြစ်တက်လဲဆိုတာကိုဆရာပြောပြပေးသွားပါမယ်။ခொနီယသားသမီးအားလုံးလည်းမင်္ဂလာပါ။ဆရာကတော့ဘီရင်ရေဒီယာဆရာထူးမြတ်အောင်ဖြစ်ပါတယ်။ဆရာဒီနေ့အိမ်မက်အကြောင်းမပြောပြခင်မှာဒီဆရာရဲ့ Facebook page ဖြစ်တဲ့ဘီရင်ဆရာထူးမြတ်အောင်ဆိုတဲ့ဆရာရဲ့ page လေးကို like လုပ်ထားပါ follow လုပ်ထားပါလို့ပြောချင်ပါတယ်။ဆရာရဲ့ဒီအိမ်မက်ဒီရေဒီရေဒီယာနမိတ်ဗီဒီယိုလေးကိုလည်းခொနီယသားသမီးအားလုံး share ပေးကြဖို့ပြန်လည်မျှဝေပေးကြဖို့ဆရာပြောချင်ပါတယ်။နံပါတ်၁ချက် ိမ်မက်ထဲမှာမိမိရဲ့အိမ်မက်ထဲမှာတိုက်ခိုက်ခံရတာเนาะအိမ်မက်ထဲမှာတိုက်ခိုက်ခံရတာရံဖြစ်တာเนาะတယောက်တည်းရှောက်သွားနေတာမျိုးတွေမှတ်တယ်ဆိုရင်ဆရာတို့ကန်နေနေရလို့ယူဆရပါတယ်နံပါတ်2ကတော့အိမ်မက်ထဲမှာမိမိရပျောက်ဆုံးသွားတာလမ်းပျောက်သွားတာဘယ်နေရာကိုပဲရောက်ရောက်အကူအညီမရရှိတာအဆင်မပြေမှုတွေအိမ်မက်ထဲမှာအဆင်မပြေမှုတွေများစွာကြုံနေရတယ်ဆိုရင်လည်းဆရာတို့ပေါ့เนาะကန်နေနေရလို့ယူဆရပါတယ်ပြီးတော့နောက်တစ်ခုကအိမ်မက်ဆိုးတွေမှတ်တာ အိမ်မက်ထဲမှာ အမောင်ဒူတဲကိုရောက်သွားတာတရေတစီတွေကိုမြင်တာမှတ်တာမျိုးတွေဆိုရင်လည်းဆရာတို့ကန်နေတယ်လို့ယူဆရပါတယ်ပြီးတော့အိမ်မက်ထဲမှာဆရာတို့ကြာရှုံးမှုတွေပေါ့နော်ကြာရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့ဆာမွေးကြတာအမြင့်ပေါ်ကပြုတ်ကြတာပြိုင်ပွဲဝင်တာကိုရှုံးနေတာဘာပဲလုပ်လို့အိမ်မက်ထဲမှာရှုံးနေမှုတွေနဲ့ကြုံတွေ့ရတဲ့ဆိုရင်လည်းကန်စာတာနေနေရလို့ဆရာတို့ယူဆရပါတယ်ပြီးတော့နောက်တစ်ခုကတော့အန်နီယယ်နေနဲ့ရင်ဆိုင်ရတာပေါ့နော်အိမ်မက်ထဲမှာ ဖန်စီခံရတာခွေးကြိုက်ခံရတာမွေကြိုက်ခံရတာဘေးအန္တရာယ်မျိုးစုံကြုံတာတိရစ္ဆာန်တကောင်းကောင်းလိုက်တာကိုထွက်ပြေးရတာမျိုးလေးဆရာတို့မှတ်တယ်ဆိုရင်လည်းကန်နေနေရလို့ဆရာတို့ယူဆလို့ရပါတယ်ပြီးတော့နောက်တစ်ခုကအိမ်မက်ထဲမှာအရှုံးပေးလိုက်ရတဲ့အိမ်မက်မျိုးတွေပေါ့နော်အိမ်မက်ထဲမှာဒီကိုကကြိုးစားရင်ကြိုးစားလောက်မအောင်မြင်တာဘာပဲလုပ်လို့မအောင်မြင်တာကိုကအိမ်မက်ထဲမှာဒီကြိုးစားမှုတွေနဲ့ပတ်သက်တဲ့အရာအလုံးအရာတွေကိုလုပ်တဲ့အခါမှာရှုံးနေမှုတွေကြုံကြုံတွေ့ရရဆိုရင်လည်း ဆရာတို့ပေါ့နော်ဒီကန်နိတ်နယ်တို့လို့ယူဆရပါတယ်နော်ပြီးတော့နောက်တစ်ခုကအိမ်မက်ထဲမှာဒီယာတွေညာမျိုးတွေဖြစ်တယ်တွေ့တယ်ဆိုရင်လည်းဆရာတို့ကန်နိတ်နယ်တို့ယူဆရပါတယ်ပထမတစ်ခုသွားကြိုးတာပန်းပန်တာမျိုးအိမ်မက်မှတ်တာမီးလောင်တာကိုအိမ်မက်မှတ်တာ ပွဲလန်းသဘင်ပျော်ပွဲရှင်ပွဲလုပ်နေတာကိုအိမ်မက်မှတ်တာလှေစီးတာကိုအိမ်မက်မှတ်တာ ဖုံစုပ်အာ sorry ဖနက်စုပ်ထီးစုပ်တွေကိုအိမ်မက်မှတ်တာကခုန်တာတွေကို ဆရာတို့အိမ်မက်ထဲမှာမြင်ရတွေ့ရတယ်ဆိုရင်လည်းဆရာတို့ကန်နေတယ်လို့ယူဆလို့ရပါတယ်ဆရာတို့ဒီကန်နေရင်မတ်တဲ့အိမ်မက်တွေကတော့အယူဆတွေအများကြီးရှိပါတယ်တယောက်နဲ့တယောက်မတူကြပါဘူးဒါကတော့ဆရာရဲ့အိမ်မက်နမိတ်နဲ့ပတ်သက်တဲ့အယူဆတွေကိုဆရာကပြောပြပေးခြင်းဖြစ်ပါတယ်ဆရာပြိတ္တတွေလည်းဒီလိုအိမ်မက်မျိုးတွေမတ်ပြီဆိုရင်မိမိရဲ့စိတ်ထဲမှာကန်နေနေတယ်ကန်ဆိုးနေတယ်ဘာပဲလုပ်လို့အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်ဆရာအခုပြောပြသွားမယ်အိမ်မက်ပြန်ကောင်းစေပြီးတော့ လက်ပွင့်လက်ရွှင်ငွေဝင်စေပြီးတော့ကံကောင်းခြင်းတွေရရှိစီရရှိစေပြီးတော့ဒီအိမ်မကောင်းတဲ့အိမ်မဆိုးတွေမမတ်တဲ့နီလန်လေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်เนาะပြီးတော့ဒီဗီဒီယိုလေးကိုလည်းဆရာပြည့်ကြတဲ့အကုန်လုံး share ပေးကြဖို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ထားပေးပါဆရာ page ကိုလည်း like လုပ်ထားပေးဖို့ဆရာပြောချင်ပါတယ်เนาะပြီးတော့ဒီဒီလိုအိမ်မဆိုးတွေမတ်တဲ့လို့ကန်နေကန်ဆိုးတယ်လို့ကိုကုတ်ကိုထင်နေပြီဆိုရင်ဆရာတို့အရင်ဆုံးအလူဒါနာတစ်ခုလုပ်ရပါမယ်အဲ့ဒါကတော့เนาะတတိယဆန်လေးတွေကိုအစာကျွေးတာ เนาะတိရစ္ဆာန်စာကျွေးတဲ့အချိန်မှာခွေးစာကျွေးတာငှက်စာကျွေးတာเนาะဆရာတို့ဒီခိုးစာကျွေးတာငားစာကျွေးတာမျိုးလေးတွေပါဝင်ပါတယ်เนาะဒါကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်လည်းဆရာတို့ကံနှိမ့်နာတွေပပပျောက်ပျောက်ွယ်သွားပြီးတော့ကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ဒါပေမဲ့နောက်တစ်ခုကတော့အရေးကြီးကတော့မနက်မှာစွန့်ကက်လဲရတယ်ညမှာစွန့်ကက်လဲရတယ်အိတ်ခန်ကြီးအိတ်ခန်မိမိအိတ်ခန်ကြီးမှာเนาะကိုပြုတ်လုံးမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ပထမတစ်ချက်ကတောက်တော့ရေးအေးအေးလေးကတ်လူတာပေါ့နော်နောက်တစ်ခုကအမွေးတိုင်းကတ်လူတာစီမီကတ်လူတာပန်းကတ်လူတာ ပြီးရင်ဆရာတို့ပေါ့နော်24ပစ္စည်းအချင်းကို17မီးငိမ့်အောင်လို့17ခေါက်ယူပြီးတော့နော်ခြေလက်ဆေးမယ်မျက်နှာဆေးမယ်ခြေထောက်တွေလက်တွေရေဆေးမယ်မျက်နှာရေလက်ဆေးမယ်ဆေးပြီးတော့မှဖျားဝတ်ပြုပြီးတော့မှဆရာတို့ပေါ့နော်အိတ်မယ်ဆိုရင်လည်းအိတ်မဆိုးတွေပပျောက်စေပြီးတော့ကံကောင်းခြင်းတွေရရှိစေပါတယ်ကံနှိမ့်နေတာတွေလည်းဆရာတို့ပပျောက်စေပါတယ်ဒီလူတစ်ယောက်ကအိမ်မက်တဲ့လူ လူတယောက်ရဲ့ဖြစ်တည်ပုံတွေကဆက်ဆက်နေပါတယ်တချို့ဆိုရင်အိမ်မက်မကောင်းတော့ဘူးအိမ်မက်ထဲမှာအိမ်မက်ဆိုးတွေမက်ပြီဆိုတာ ਨੇ အပြင်လက်တွေဘဝမှာလည်းเนาะအဆအဆအရာရာအစင်မပြေမှုတွေကြုံရတယ်ဝင်းဝေးတွေထိုးကျသွားတယ်ငွေငွေဝင်တယ်ငွေမမြဲတော့ဘူးငွေဝင်နေသွားမယ်အလုတ်ကိုင်းတွေကြာဆင်းလာမယ်ဒါမျိုးတွေလည်းဆရာတို့ဘေးဆရာဘေးရင်ဟောတာ7နှစ်ရှိပြီဖြစ်တဲ့အတွက်ဒါမျိုးတွေလည်းဆရာစီမှာဘေးရင်လာမိတဲ့လူတွေထဲမှာကြုံတွေ့နေရတာမျိုးတွေလည်းရှိပါတယ်အဲအောင်ဆရာပြိဿတ်တွေ ီလိုမျိုးအိမ်မက်ဆိုးတွေမှတ်တဲ့ကံနေနေနေတယ်ဆိုရင်ဆရာခုပြောပြသွားတဲ့ဒီရတရားလေးတွေကုသိုလ်ကောင်းမှုလေးတွေလှုပ်ဖို့ဆရာ ပြောချင်ပါတယ်เนาะပြီးတော့နောက်တစ်ခုကဒီဆရာစီပါပေါ့เนาะကံနေနေတဲ့သူတွေအကုန်လုံးကံအမြန်ဆုံးမြင့်စေမယ်ဝင်ဝင်စီမဲအဆဆအရရအဆင်ပြေစီမဲကံကောင်းစီမဲရတရားတစ်ခုကိုဆရာကစီမံပြီးတော့ပြုလုပ်ပေးနေပါတယ်ရတရားရဲ့နာမည်ကလည်း ပန်းကန်မြင့်ဆိုတဲ့ယရိယာဖြစ်ပါတယ်ပန်းကန်မြင့်ဆိုတဲ့ယရိယာဟာဒီယရိယာကိုဆရာရက်30တိတိပြုလုပ်ပေးมาဖြစ်ပါတယ်ဒီရက်30တိတိဆရာကိုယ်တိုင်စီမံပြီးပြုလုပ်ပေးมาဖြစ်လို့ဒီရက်30အတွင်းမှာပဲဟိုထီတွေချဲတွေပေါက်လာလိမ့်မယ်စီဝါရေးတွေတိုးတက်လာလိမ့်မယ်အယောင်းဝဲတွေကောင်းလာလိမ့်မယ်အလုတ်ကိုင်းတွေအစင်ပြေလာလိမ့်မယ်ငွေဝင်ကျန်းလာလိမ့်မယ်ငွေဝင်လာလိမ့်မယ် ကန်နိုင်ကန်ဆိုးတာတွေပပျောက်ပြီးတော့ဆရာကအထူးရသောရတရားဖြစ်တဲ့အញ្ញံအဆိုးတွေပျောက်စီတဲ့ရတရားကိုဆရာကိုယ်တိုင်တေချာစီမံပြီးတော့ပြုလုပ်ပေးမှဖြစ်ပါတယ်အဲ့တော့ဆရာပြည်သက်တွေအကုန်လုံးဆရာစီမှာရတရားအချက်နဲ့ဆိုရင် Viber တို့ Messenger တို့မှာဆရာနဲ့ဒိုင်းရိုက်ဆက်သွယ်ပြီးတော့ရတရားအပ်လို့ရပါတယ်ဆရာကိုယ်တိုင်ရတရားပြုလုပ်ပေးမှဖြစ်ပါတယ်ဆရာစီမှာရတရားလာအပ်လို့ ကန်နေနေတာတွေမပြောက်သွားဘူးဆိုရင်ဆရာပတ်စံပြန်အမ်းပေးပါမယ်ဆရာခொနီရသားသမီးရဲ့ပတ်စံကိုလုံးဝအလကားမယူပါဘူးအဲဒါကြောင့်လို့ဆရာစီမှာယုံယုံကြည်ကြည်နဲ့ယရိယာအစီမံတွေလာအပ်ကြပါပြောချင်ပါတယ်ပြီးတော့ဒီကန်နေနေလားကန်ဆိုးနေတာလားဆိုတာကန်ကောင်းနေရလားဆိုတာလဲဆရာကဘီဒင်ဟောပေးလို့ရတယ်ဇာတာစစ်ပေးလို့ရတယ်မိမိရဲ့ကန်ဇာတာအတက်အကျအနိုင်အမြင့်ကိုဆရာစစ်ပေးလို့ရပါတယ်ဆရာစီမှာဘီဒင်ဘေးကျင်နဲ့ ရတရားရေးအချင်းနဲ့စာတာရေးဆစ်ချင်တယ်ဆိုရင်လည်း Viber တို့ Messenger တို့မာဆီယာနဲ့ဒိုင်းရိုက်ဆက်သွယ်ပြီးတော့ဆရာတို့အက်လို့ရပါတယ်ခုနှစ်ရက်သားသမီးအားလုံးလည်းဒီအိမ်မက်ဆိုးတွေမှာကင်းဝေးပြီးတော့ကံနိုင်ကံကောင်းကြပါစေလို့ဆရာဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း share ထားပေးဖို့ဆရာပြောချင်ပါတယ်